ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များလို့မဲမင်္ဂလာပါအင်ဂါညချန်ပီယံလိပွဲတွေကပွဲကောင်းပွဲဖြစ်တဲ့ Liverpool နဲ့ PSG တို့ပွဲလေးကိုသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်ပထမကြော့ PSG ဘွဲမှာတော့ Liverpool ကတကူကူမရှိနဲ့အနိုင်ရထားပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့တူစီတူကနေပြီးတော့မှပါဝင်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါမင်္ဂလာပါ Paris မှာတော့ဒါ Liverpool ဒီဘယ်လိုပြောမလဲကံကောင်းခဲ့တယ်လို့လည်းပြောလို့ရတယ်လို့တချို့တို့နီးပြီးတော့ရှူတော့အောင်ကြည့်မယ်ဆိုရင်လည်းဒါသူ့ရဲ့လူစားလဲအပြောင်းလဲတာတွေလည်းအလုပ်ဖြစ်ခဲ့တယ် ပီအက်ဂျီကဂိုးကန်သွင်းခွင့်ဒါအချိန်30နီးပါးလောက်ထိရရဲ့ဇန်နဲ့ဂိုးကန်သွင်းခွင့်နှစ်ချိန်ပဲရတဲ့လီဗာပူးကဒါအနိုင်ကူတကူရပါဘို့လေဟိုဒါဒုတိယကြော့အန်ဖီမှာကစားမယ်ဒီပွဲမှာလီဗာပူးဟာဘာရီပြင်ဆင်လာနိုင်မယ်လို့ထင်တယ်ဘာလို့လဲပထမကြော့တော့ကတည်ကြတယ်သူတို့ခန်းစစ် unit တခုလုံးကတော်လေးကိုဖျို့ဖျဲဖြစ်သွားတယ်လီဗာပူးအဲ့လောက်ထိခန်းစစ်ဖျို့ဖျဲဖြစ်တာဒီရာသီမှာအမှန်တမ်းပြောရင်တခါမှမမြင်ဘူးလို့ပေါ့နော် PSG ခွင့်မှာတော်တော်လေးဖျို့ဖျဲဖြစ်သွားဆိုတော့ဘလိုပုံစံမျိုးနဲ့ဒီပထမအကြော်ရအမားတွေကိုပြင်ပြင်လာမယ်လို့ထင်တယ်ပြည် လီဗာပူးပထမအကြော်လောက်ဒေါ်ငါလောက်ခံစစ်မကစားလောက်ဘူးလို့ကျွန်တော်ထင်မိတယ်ဘာလို့ဒါပေမဲ့ပြောလို့တော့မရဘူးဘာလို့လဲဆိုတော့ slot ကဒီ Manchester City နဲ့တော့ကလည်းဒီခံစစ်စိတ်ရိုင်းပြီးတော့ကစားတယ်အလုပ်ဖြစ်တယ်ပြီးတော့ပထမအကြော်တော့ကလည်းပြောမလို့ပထမပိုင်းဆွမ်းဆောင်ရည်တော့မလုံလောက်ဘူးဒုတိယပိုင်းမှာခံစစ်ကိုပို့ပြီးတော့အာယုံဆိုင်တယ်ပို့ပြီးတော့ဒီလူတွေများများနဲ့တော့ကိုအစင်းပြီးတော့ကစားတဲ့အခါမှာပိုကြစ်လက်တဲ့ဆွမ်းဆောင်ရည်ကိုပြနိုင်ခဲ့တယ်အဲ့တော့ဟိုအိမ်ကွင်းဖြစ်တဲ့အတွက် ဒီတိုက်ဆက်ပို့ပြီးတော့ကစားလာနိုင်လေလို့ယူဆရပါမယ်လေအဒီနောက်တစ်ဆင့်တက်ရည်အတွက်ပို့ပြီးဦးစားပေးရတယ်ဖြစ်နိုင်တယ်။ဘာလို့လဲလီဗာပူးကပုံစံမျိုးစုံကိုကျွန်းစင်ကစားနိုင်တယ်။သူတို့ရဲ့ transition ကလက်ရှိ Premier League မှာအကောင်းဆုံးဖြစ်တယ်လို့ကဘာမှာအကောင်းဆုံးလို့လည်းပြောလို့နိုင်တဲ့ level မှာရှိနေတယ်ပေါ့နော်။အဲ့တော့လီဗာပူးအနေနဲ့အဲ့ဒီအလုပ်ကိုလုပ်လာဖို့ရှိတယ်။ဒါပေမဲ့တခုရှိတာက PSG ကိုခန်းစစ်ကစားလို့လုံလောက်ရည်လားဆိုတော့ကျွန်တော်တို့ပြန်တွေးစရာပေါ်လာရပေါ့။ဘာလို့လဲဆိုတော့ပထမအကြော်တော့ကဒီပထမအပိုင်းမှာဆိုရင်အာတော်တော်လေး ကဆင်ကလေးဖြစ်တယ်။ပြည့်ကျင်နေတဲ့လွတ်ကွက်တွေအများကြီးရတယ်။ဂိုးနိုင်ခြင်းမြင့်တဲ့ကန်သွင်းချက်တွေအများကြီးပြုလုပ်နိုင်ခဲ့တယ်။ပြီးတော့ဂိုးလည်းတကယ်ရခဲ့တယ်။အဲဒါမဲ့ဟိုလူကျုံမစိုးတော့လည်းလူကျုံသွားတယ်ပေါ့နော်။အဲ့တော့ PSG လိုမျိုးတူးချင်းအရန်ကောင်းတဲ့ကစားသမားတွေအများကြီးရှိနေတဲ့အသင်းကိုခံစစ်ပဲကစားလို့လုံလောက်ရဲ့လာပေါ့။အဲ့လိုမျိုးကျွန်တော်တို့ပြန်တွေးကြရရှိလာတယ်ပေါ့နော်။လီဗာပူးဘလောက်ပဲခံစစ်ကိုဟိုအားပြုကစားနိုင်သည်ဖြစ်စေ PSG ရဲ့ကစားသမားတွေတယောက်ချင်းစွမ်းဆောင်ရည်ဟာ မထင်မှတ်တဲ့အခြေအနေတွေကိုယုံကြည်ပြောင်းလဲနိုင်စွမ်းရှိနေတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပထမအကြော်မှာလည်းလက်ခံခဲ့ရတယ်ပေါ့နော်အဲ့တော့ဟိုအဲ့ဒီဆိုင်ရှိနေတဲ့အတွက် slot အနေနဲ့တော့ကျွန်တော်အရင်ခံစစ်မရင်းလောက်ဘူးလို့ယူဆမိတယ်ဒီဘာဘူးဘက်မှာဘလို့အခွင့်အရေးပိုကောင်းနေတာရှိလဲဆိုတော့အင်ကွင်းဖြစ်တယ်ပထမအကြော်နိုင်ထားတယ်ပြီးတော့လီဗာပူးရဲ့တိုက်စစ်တကယ်ကစားမယ်ဆိုရင် PSG အနေနဲ့ခုခံနိုင်လောက်တယ်လို့ကျွန်တော်မထင်မိဘူး PSG ခံစစ်မှာလိုအပ်ချက်တွေအများကြီးရှိတယ်သူတို့ကတိုက်စစ်အရင်အာတန်တာလည်းပါတယ်ပြီးတော့ဒီသူတို့ရဲ့ full back တွေက ခံစစ်စွမ်းဆောင်နေမှာအဲတင်တော့ဟိုမကောင်းမကောင်းဆိုတာညံ့နေရမှာမဟုတ်ဘူးသူတို့ကတိုက်စစ် attacking fullback တွေဖြစ်တဲ့အခါမှာခံစစ်မှာလိုအပ်ချက်လေးအနည်းငယ်တော့ရှိပြီးတော့ဒီကွင်းလေ၃ယောက်မှာ၃ယောက်စလုံးဟာဒီကွင်းလေခံစစ်ကစားသမားစစ်စစ်တယောက်မှမပါဘူး၃ယောက်စလုံးကလည်း attacking minded အရန်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအချက်တွေကြောင့် Liverpool သားတိုက်စစ်ကိုအဲဒီအလွန်ကြုံမဟုတ်ဘူးပေါ့နော်ပုံမှန်လောက်လေးကစားမယ်ဆိုရင် PSG ကစားခတ်နိုင်တဲ့အနေအထားလေးဆိုတော့မြင်ရတယ်ပေါ့ဟို PSG ဘက်ကအကျင်ပထမအကျော်တော့ကတော့ တိုက်စစ်မှာ Coraskilia ရဲ့ Nora Bagula ရဲ့ Dambili ရဲ့ဒီ၃အောက်တော့เนาะလောလောဆယ် PSG ရဲ့လူစင်းကိုကြည့်မယ်ဆိုရင်တိုက်စစ်မှာသုံးလို့ရတယ်ဆိုရင်ဒါ D2 လာအဲဒီဇာရီ2တွေဒီဇာရီ2ရဲ့နောက် Zari Emery လည်းပြန်ကစားနေပြီနောက်တော့ Gonzalo Ramos လည်းပြန်ကစားနေနောက်တော့ Lican In လည်းရှိသေးရဲ့ဆိုတော့တိုက်စစ်မှာတော့ရွေးချယ်စရာအများကြီးပဲအဲ့ထက်ကဘလူတိုက်စစ်မျိုးနဲ့ဒါ Anfield မှာဟိုဆင်လာနိုင်တယ်ပေါ့ညီ PSG နဲ့ပတ်သက်ပြီးတော့မှလည်းပထမအကြော်တော့အလုပ်ဖြစ်တယ်ဒါပေမဲ့ Bradley Barcola ရဲ့ level ကနည်းနည်းလေး အမ်ယုံကြည်စိတ်ချရတဲ့ level မရှိဘဲနဲ့ဒီ Dambi Lee လို့ Quartz Clear အောင်နဲ့ရှင်လိုက်နည်းနည်းလေးအနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာကလွယ်လို့ကျန်တဲ့နေရာတွေတော့ပြောင်းလဲလုပ်မယ်လို့ဟိုမမျော်မှန်းနိုင်ဘူးပေါ့နော်အဲ့တော့အဲ့ဒီနေရာပြောင်းလဲလုပ်ကောင်းလုပ်နိုင်တယ်ဒီဇာတ်တွေဒူတွေဝင်လာတဲ့အခါမှာအခြေစွမ်းပိုကောင်းတယ်ပိုပြီးတော့အဲ threat ပိုပြနိုင်တာကိုကျွန်တော်တို့မြင်ရအဲ့တော့အဲ့လိုမျိုးအပြောင်းလဲတော့ဟိုဖြစ်နိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်ဒါပေမဲ့ကျွန်တော်တခြားအမြင်ရှုထောင့်တစ်ခုနဲ့ကြည့်မယ်ဆိုရင်ဒီမှာ Liverpool Dice ဆိုရင်ဗျာဘောမဆာလာလောကစိတ်ချရတဲ့ elite level မှာ ရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးစိတ်ချရတဲ့ level ရှိနေတဲ့ကိုသွင်းဆန်းဆောင်ပြနိုင်တဲ့တိုက်စစ်ကစားသမားပြည်ကြီးမှာမရှိဘူးလို့ပြောနိုင်တယ်။ဒမ်ဘီလီအရန်ကောင်းတာမှန်ပေမဲ့အဲ့လိုမျိုးကိုသွင်းဆန်းဆောင်မပြနိုင်ဘူးလို့ပြောလို့ရတယ်။ခရက်စကီလီယာလည်းအထူးတူပဲပေါ့နော်အဲ့တော့ပြောမယ်ဆိုရင် lateral ဖြစ်တဲ့ဒီဟိုတေကွင်းတေကွက်ကိုခွေရင်းနည်းနည်းလေးရအချိန်မှာအသုံးချနိုင်တဲ့ကစားသမားပြည်ကြီးမှာအပြည့်ဝမရှိဘူးလို့ပြောပြောနိုင်တယ်ပေါ့နော်အဲ့တော့ကစားပုံကောင်းတာလို့မှန်တယ်အမေလုတ်ကွက်တွေရရလဲမှန်တယ်ကန်သွင်းချက်တွေရရလဲမှန်တယ်ဒါပေမဲ့ကိုဝင်းအောင်သွင်းဖို့လည်းလိုအပ်သေးတယ်အဲ့တော့ကိုဝင်းအောင်သွင်းဖို့ လိုအပ်တဲ့အပိုင်းမှာတော့ PSG အနေနဲ့အဲလီဗာပူးနဲ့ရှင်လိုအပ်ချက်တွေရှိနေတယ်လို့ပြောရလဲမယ်ဒီ PSG ခန်းစစ်လေးလည်းတစ်ချက်သုံးသပ်ပါအောင်ဒီ PSG ခန်းစစ်ကဒါအခုဆိုရင်ခန်းစစ်မှာဆိုလူကာဟာနန်တက်လည်းပြန်ကစားနေပြန်ကစားနိုင်ပြီပေါ့နော်လောလောဆယ်ပထမကြော့မှာတော့မသုံးသွားဘူးဒီခန်းစစ်တန်းကညီပြောလို့လီဗာပူးကအင်ကွင်းမှာတိုက်စစ်ဒီပူပြီးတော့မှပထမကြော့ရတဲ့ဆိုင်တိုက်စစ်ပူစင်လာနိုင်တဲ့အခြေအနေမှာ PSG ခန်းစစ်ကရောဘယ်လိုမျိုးနဲ့ပြင်ဆင်လာမလဲလို့ထင်တယ်မသိဘူး ကျွန်တော်ကတော့ဒီပြီးခဲ့တဲ့သူ league ပွဲမှာသူ runs နဲ့ကစားတယ်အဲ runs နဲ့ပွဲမှာတော့ဒီပုံမှန် line up ခန်းစစ် line up တွေကပတ်ခုတယောက်ပဲတုံးသွားတယ်ပေါ့နော်ပတ်ချိုရဲ့ပြီးတော့ Piraldo ဘယ်ဘက်မှာ Lucas Hernandez ကစားတယ်ညာမှာက Warren Saidi Emery စင်ကစားသွားတယ်ပေါ့နော်အဲ့တော့ Hakimi Nuno Mendes ပြီးတော့ Marquinhos အဲ့လိုပြန်ပွဲထွက်လာမယ်လို့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ပထမဒီ league ပွဲမှာအနာပေးထားတယ်အနာပေးထားတာဆိုတော့နော်အနာပေးထားပြီးတော့ယူဆတဲ့အတွက်အဲဒီပထမအကြုံလုံးက set up မျိုးပဲ ကစားလိုက်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးတော့ဟိုဘယ်လိုပြောမလဲတိုက်စစ်အသင်းသူကခန်းစစ်အသင်းမဟုတ်ဘူးတိုက်စစ်ကိုအဲ့ကိုအာသနာနဲ့ကိုကစားမဲ့အသင်းဟိုပြီးတော့ဒီ Louis Enrique ရဲ့ဒီအာဒီဒါလည်းအဲ့လိုပုံစံမျိုးပဲရှိတယ်သူကိုအာသနာကိုပဲကိုအကောင်းဆုံးလုပ်ပြီးတော့ကစားသွားမယ် Proactive အဲ UEFA channel ပဲ PSG ကလည်းဘာဘူးခွင့်အောင်လာမယ်လို့ထင်ပြီးတယ်ကိုဟုတ်ကဲ့အဲဒါပထမကြော်တော့ကလည်းတကယ်ကိုတိုက်စစ်ဖွင့်ပြီးကစားတယ်ဒီဘက်မှာလည်းဒါတိုက်စစ်နဲ့ပဲချင်းကတ်လာမယ်လို့ဟုတ်ပြီသူကိုးလဲတကယ်လိုနေတယ်ပေါ့ဒါပေါ့လေ ဟိုကူကလည်းမဖြစ်မနေ twin ဖို့လိုနေတယ်အဝေးကွင်းမှာလည်းအနည်းဆုံးတော့ဒါတကူအလောက်အတာနဲ့အနိုင်ရမှသာလျှင်အချိန်မီပင်နေရီဆက်ကစားမယ်ဆိုတော့ PSG ကတော့တိုက်စစ်ဖွင့်ပြီးကစားမယ်လီဗာပူးကဘယ်လိုပုံစံနဲ့ကစားမလဲဆိုတာကိုပဲဒါ ဘယ်လိုပြောမလဲစောင့်ကြည့်ရမှာပေါ့ဘာလို့လဲဆိုတော့လီဗာပူးကညီပြောလို့ပဲပုံစံမျိုးစုံနဲ့ကစားတတ်တယ်ခန်းစစ်ကိုကစားတတ်လို့နောက်ထပ် pressing လုပ်ပြီးတော့မှလည်းကစားနိုင်စွာရှိတယ်ဘောလုံးကိုကိုယ့်ခြေထဲမှာထိန်းပြီးတော့မှ position ကိုဦးစားပေးတဲ့အခိုက်အတန့်မျိုးတွေလည်းမြင်ဘူးလေဆိုတော့လီဗာပူးကတော့ဘယ်လိုပုံစံနဲ့ချင်းကပ်မလဲဆိုတာတော်တော်လေးလည်းဒါစိတ်ဝင်စားစရာကောင်းပါတယ်ဒါအဆုံးသတ်အနေနဲ့ညီ PSG ရဲ့တိုက်စစ်ကရောလူချင်းတဲ့ဂိုးရီတွေမျိုးရနိုင်မယ်လို့ထင်တာပထမကြော်တော့ကတော့ဂိုးကန်သွင်းမှု20နဲ့မှ9ချိန်ရတယ် shot on target ကျမဲ့10ချိန်ရှိတယ်ဒီတစ်ချိန်မှာရောဒါလီဗာပူးခန်းစစ်ကိုကျော်ဖြတ်နိုင်တော့တဲ့တိုက်စစ်မျိုး ဖြစ်နိုင်အောင်ကြီးဟုတ်ကဲ့ပို့အဲကျွန်တော်မြင်လာတော့ပေါ့နော်ဂိုးဆိုတာကတော့ဝင်းရောင်သွင်းတဲ့အပိုင်းဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ဂိုးအခွင့်အရေးတွေများများဆဆရနိုင်လားဆိုတဲ့မေးခွန်းတော့ကျွန်တော်ရနိုင်တယ်ဆိုတဲ့အမြင်မှရှိတယ်ပီအက်ဂျီကစားတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ fluid အရန်ဖြစ်တယ်ဟိုသူတို့ရွေ့နေရပါဘောနော်ကစားသမားအကုန်လုံးရွေ့ပြီးတော့လေဘာဘူးတယောက်ချင်းဝင်ခဲ့တယ်ဆိုလဲတယောက်ချင်းဝင်ကောင်းကောင်းကြော်နိုင်တာဟိုမြင်ရတယ်အထူးသဖြင့်ဒါဗီဒီညာဆိုရင်ဟိုသူ့စီကဘလုံးတွေကဟို network အနေနဲ့ထွက်နေရပါဘောနော်ဗီဒီညာကစားတာလုံးဝကြွရွာနေပြီးတော့တကယ် အရေးပါတယ်ဒီ second phase တွေကို तू ကပြီးနိုင်တယ်အဲ့ second phase မှာဒါ Jordan Navies တို့ပြီးတော့ဒီ Fabian Ruiz တို့ကနောက်ထပ်အရှိ့ကိုထပ်ပြီးတော့ပို့နိုင်တာကိုတွေ့ရတယ်ပြီးတော့ Tyson ကစားသမားတွေဖြစ်တဲ့ဒီ Dembele Dembele ဆိုတာ force 9နေနေကစားဒါပေမဲ့ကျွန်တော်ညာမှာလည်းရှိတယ်အပေမှာလည်းသူထွက်ကစား Bradley Barcola ကဒီပြီးခဲ့တဲ့ပွဲတော့ပုံစံနဲ့ပြောမှဆိုသူအလဲရော inverter ဝင်တာအနေနဲ့ဝင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဆွမ်းဆောင်ကြီးကတော်တော်လေးကိုဟိုမျက်စိကျစရာကောင်းတော်တော်လေးလဲဒါ ယူရောပမှာဆိုရင်အကောင်းဆုံးတဲတော့ကျွန်တော်ထည့်ခြင်းတယ်ပေါ့နော်တော်တော်လေးကိုကောင်းပြီးတော့တားစီရခတ်တဲ့ပုံစံမျိုးဟိုရှိတယ်ပေါ့နော်အဲ့တော့လီဗာပူးကိုတေချာပေါ့အဲ့လိုမျိုးခွင့်ရေးတွေဖန်တီးနိုင်မယ်လို့ကျွန်တော်ကတော့ဆက်ပြီးတော့တင်နေတယ်ကိုကကိုကမကူတာဒါသူတို့ဘယ်လောက်ဒီအသုံးချနိုင်မလဲပေါ့နော်အဲ့ပြီးတော့လီဗာပူးကပြန်ကြည့်ရင်တော့လီဗာပူးကလည်းအဲ့လိုခွင့်ရေးတွေပထမအကြောင်းနဲ့မတူဘဲနဲ့ပထမအကြောင်းကနှစ်ချိန်ပဲရပထမအကြောင်းနဲ့မတူဘဲနဲ့ပထမအကြောင်းထပ်ပူသားတဲ့ခွင့်ရေးတွေရလာလိမ့်မယ်အဲ့လိုရအောင်လေသူတို့ အလားပထမအကျော်လော defense အာရုံမဆိုင်ပဲနဲ့ကစားလာလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့ပို့ပြီးတော့ကြည်ကောင်းတဲ့ပွဲမြင်ရနိုင်တယ်လို့ယူဆတယ်ပေါ့အဲဒါဆိုတော့အခုတို့ဒါအပြန်လန်ဂိုးတွေပထမကျော်တဲ့ဆိုင်မြင်ရနိုင်တယ်ပေါ့နော်ပထမကျော်လုံးကလည်းအမှန်တိုင်းပြောရင်တော့နှစ်သင်းလုံးကဂိုးတွေအပြန်လန်ကျွေးပြောမှဒါဂိုးတော်တော်လေးတွားမယ်လို့ဒါထင်ထားပေမဲ့ Liverpool ကခက်စစ်ကိုဦးစားပေးတဲ့ကစားတဲ့အခြေအနေကြောင့် Liverpool တိုက်စစ်သွားတာတိတ်မမြင်ရဘူးအခုဒီဘက်မှာတော့အင်ကွင်းလည်းဖြစ်တယ်။ Liverpool တိုက်စစ်ကဘယ်လောက်ထိဂိုးတွေတွေးမလဲ PSG ရော ဒါနောက်ဆက်တက်ဖို့အတွက်လုံလောက်တဲ့ဂိုးရီတွေမျိုးတွင်းနိုင်ပါမလားဆိုတော့ကြည့်ရမယ်ဒါညီ30ချက်ကြည့်မယ်ဆိုရင်တော့ဒါနှစ်သိန်းလုံးဒါတိုက်စစ်ဖွင့်ကစားနိုင်တဲ့ပွဲမျိုးလို့ဒါသုံးသပ်လို့ရမယ်ထင်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကြည့်ရှုအားပေးကြတဲ့ဆော့ကောပရိသတ်ဒီဦးကျင်းစုကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ